တနင်္လာနေ့မွေသူအားလုံးမင်္ဂလာပါ2025ဇူလ20ရက်နေ့နေ့30ရက်နေ့အတွင်းမှာစီဝါကံလုံငန်းကံဘဝကံမြန်မာခြင်းအလိုရှိအပ်ပြည့်စုံခြင်းဘဝစဉ်တိုးတက်ခြင်းနဲ့ရှင်မကြအောင်မြင်ခြင်းတွေကြုံမယ်အလုံးမရှိသူလုပ်ရမယ်လုံငန်းရှိသူတိုးတက်မယ်စမ်းပွင့်မယ် မိကောင်းဆွေကောင်းထောက်ကူရမယ်ကောင်းသောအကြီးအကဲများနဲ့တွေ့ဆုံမယ်ရှင်ပြန်ပြီးလုပ်တဲ့ကိစ္စအစဉ်ပြေမယ်အယဝေးကကောင်းသောတည်စကားကြားသိရမယ်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်တဲ့ကိစ္စအောင်မြင်မယ်ပြိုရွယ်သူတွေစမ်းဖွဲ့မယ်မင်္ဂလာကိစ္စစီစဉ်မှုများကြားပံဝင်ပတ်သက်ဆောင်ရွက်ပေးရမယ်ခံကြမှာဒီလေကြားရောက်နိုင်မယ်၂၂ရည်နှစ်အရာရာအစဉ်ပြေခြင်းကံကောင်းခြင်းနဲ့တိုးတက်ခြင်းရှင် 23ရက်နေ့မှာရှင်ပြိုင်မှုမမြအောင်မြင်မယ်ဘဝထွတ်တယ်မယ်ကံမြမမယ်24ရက်နေ့မှာ လူယုံဒုက္ခပေးမယ်လူလိန်လူကောက်တွေ့မယ်ရံများမယ်25ရက်နေ့ကမိကောင်းဆွေကောင်းထောက်ကူများမယ်စိတ်ချမ်းသာစရာကြုံမယ်ဒါပေမဲ့အသွားလာကြည့်ဆက်ရမယ်အဓိကအရှိရကူဥတီသွားစရာညဖြစ်တတ်တယ်မနေ့ ခုနှစ်နိုင်ခွဲမှာ9နိုင်တွင် သွာလာနေထိုင်ယူဆိုင်ရမယ်26ရက်နေ့မှာအရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ဂျိုးပြီးတဲ့အရဝင်းမှာကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းစကားတွေဂျုံရမယ်အရှိတောင်ရက်ကိုတည်သွားစရာနေရှိတဲ့တဲ့ညနေ3နိုင်နဲ့4နိုင်ခွဲကြာမှသွာလာနေတဲ့ယူဆိုင်29ရက်နေ့က ချိုးကြတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်စမ်းပွင့်မယ်လူချစ်လူငယ်ပေါ်များမယ်ကောင်းစီကောင်းချော်ပြွေမတန်ကောင်းတဲ့ရက်ဖြစ်တဲ့အနာရောဂါကင်းမယ်28ရက်နေ့မှာအရဝေးရကောင်းသောသတင်းစကားကြုံမယ်ခရီးကိစ္စဆင်ပြေမယ်29ရက်နေ့မှာငွေချေးလတ်လာပါကံထူကောက်မယ်လူရပြည့်စုံမယ်30ရက်နေ့မှာရန်နဲ့ရှင်ပြီးတော့ရမယ်အခက်အခဲနဲ့ကြုံပြီးမှအောင်မြင်မယ် အဲ့ဒီနေ့မှာခေါင်းစည်းခေါင်းဆွပြည့်ရဲ့အနာရောဂါခင်ခြင်းချက်တည်ထိုးခြင်းဘဝတလန်းဖွင့်ခြင်းတွေကိုရရှိပဲဒီကလာတော်တွင်မှာဇာသပတိနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတဲ့တနင်္လာနေ့သောကြနေ့မွေးသူတွေဒုက္ခပေးတဲ့နံပါတ်36ကိုကနန်းနေ့ကျိုးပေးတယ်အပြာရောင်ပန်းရောင်ညီအောင်ချက်သွေးရောင်တို့ကိုဝေပြီးလို့ရှိရကိစ္စဆောင်ရွက်ပါ ပန်းရောင်နှင်းစီပွင့်သေးသည်ဖျားကတ်သူပြည်သူရာဆူတောင်းခြင်းမကြာခဏပြည့်ပါဆူတောင်းပြည့်ပါမယ်ကျေးဇူးတင်ပါတယ်ဧကန်နေ့ဝေးသူအားလုံးမင်္ဂလာပါ2025ဂျူလ20ရက်နေ့နေ့30ရက်နေ့အတော်တွင်မှာဘဝအတွက်ရေးပါတယ်ပြောင်းလဲနေဖြစ်မယ်ဥတီချက်စစ်တွေလောက်ခံရမယ်နေနေရပြုပြင်ခြင်းပြောင်းလဲခြင်းကိစ္စစီစဉ်မှုများဆောင်ရွက်သူများအလုံးစုံကောင်းခြင်းခံတဲ့ တိုးတက်ခြင်းရှိမယ်အလုပ်သစ်တွေကိုစတင်နိုင်တယ်ဆောင်ရွက်လိုက်တဲ့လုပ်ငန်းတွေအားလည်းစတင်ခြင်းမှန်ကန်ပြီးတော့ကောင်းသောကျိုးဆက်အနာဂတ်အတွက်ဖြစ်ပေါ်နိုင်တယ်အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ချိုးပေးမယ်ဝေးချေးပေးယူကိစ္စတွေမှာအဆင်ပြေမယ်ဘဝရည်မှန်းချက်နဲ့လိုလားချက်အောင်မြင်မယ်အခက်အခဲအလုံးကိုကျော်လွှားပြီးဘဝတည်လံပေါ်မယ်ဝေးချေးပေးယူကိစ္စဒီမှာဖြစ်ပေါ်သော ပြဿနာဟောင်းတွေဖြေရှင်းနိုင်မယ်။မိသားစုမှာလည်းကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းရှိမယ်။ ဒီကလာအတွင်းဆုံးဖြတ်ချက်မှန်ပဲလုပ်တဲ့ကိစ္စမှမြန်မာနဲ့ကြိုးပေးတဲ့ကံရှိလူမျိုးကွဲကြိုးပေးမဲ့ကံနဲ့တွတ်တဲ့တဲ့ကံနဲ့ပေါ်ပေါက်နေတဲ့နေထားကိုရောက်ရှိပါတယ်20နှစ်နေမှာရာရာဆင်ပြေသောကံနဲ့တွတ်တဲ့တဲ့ကံတွေဖွင့်တဲ့ရီမန်းချက်စ်ကိုရှေ့တိုးလွတ်၍အထူးကြိုးပေးတဲ့ကံနဲ့တလန်းဖွင့်တဲ့နေထားရှိပဲ23ရက်နေမှာရပိုင်ခွင့်ဟောင်းနေလက်ဝဲပြန်ရမယ်ဘဝတွတ်တဲ့မယ် 24ရက်နေ့မှာငွေချေးခံကောင်းမယ်လက်ဖွဲ့မယ်လိုရာပြည့်စုံမယ်25ရက်နေ့မှာအပြိုင်ဆိုင်ကြားတိုးတက်မယ်ငွေဖတ်မတင်ဘူးအသွမ်းလာနေတဲ့ကျူးဆက်ရမယ်အရှိရကူတည်သွားစရာနေရှိတတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သွားလာကျူးဆက်မယ်26ရက်နေ့မှာလူပေါင်းမဆုံးဖြတ်ချင်မှတတ်တယ်ပြဿနာများတတ်တယ်ရှန်ရည်တွေနဲ့ရှင်ပြီးတော့တတ်တယ်ညနေ သုံးနိုင်တဲ့ဒေးနိုင်ွယ်တွေအနည်းအထူးများတဲ့ကာလဖြစ်တယ်။ဒီနေ့ဒါအရှိတောင်ရကုတီသွားစရာအနည်းရှိတော့လဲသူပြုပြုဆက်ရပါမယ်။၂9ရက်နေ့ကတော့မေကောင်းဆွေကောင်းထောက်ကူရေချင်းဘဝတိုးတက်ခြင်းနေရှိမယ်။၂8ရက်နေ့မှာခီးကိစ္စအစဉ်ပြေမယ်။၂9ရက်နေ့မှာငွေကြေး ကလတ်လာပါကံကောင်းမယ်။30ရည်နှစ်ကတော့အရာရာဆင်ပြေခြင်းနဲ့ကောင်းခြင်းကံတွေရှိပါမယ်။ထူးခြားချက်ကတော့ ဂျွန်လ29ရက်နေ့နဲ့30ရက်နေ့တွေဟာကောင်းစေမင်္ဂလာရက်ကောင်းရက်မြတ်တွေဖြစ်တယ်။အဲဒီနေ့နဲ့တိုက်ဆက်ပြီးကောင်းစေကောင်းလျှော်ပြုခြင်းစပင်းစတိုင်ပုံစံစတင်ပြောင်းခြင်းပြုကထူးခြားသောကံကြမ္မာကောင်းခြင်းနဲ့ဆွဲဆောင်မှုသတ္တိစီဝါကံကောင်းခြင်းနဲ့ပြရားကောင်းခြင်းလက်ကောင်းခြင်းတွေကိုလုံးဖြစ်ပေါ်မဲ့အနေထားကိုတွေ့ရပါတယ်။တပတ်တာအတွင်းတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးစုတွေကောင်းကျိုးပေးမယ်တနင်္ဂနွေနေ့ စနေနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ရှိမယ်တလေးကိုကနန်းနေကြိုးပြတဲ့အဝါရောင်လေးမောရောင်နှုတ်နှစ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်ထူးခြားစွာအမြင့်ကြီးနေကြုံမယ်ကောင်းသောကံကြမ္မာများရစေရန်လို့ငါအဝါရောင်ပန်းဝင်လေးတွေဖျားကတ်လူပြီးလိုရာဆုတောင်းမှဆုတောင်းပြပါမယ်ဂျေစုတင်ပါတယ်ဗုဒ္ဓနေ့မွေးသူအလုံးမင်္ဂလာပါ2025ဂျူ22ကနေ့ 30ရည်နှစ်တော်တွင်မှာအပြိုင်ဆိုင်ကြားမှာတိုးတက်မယ်။ကောင်းသောနာမည်ကြော်ကြားခြင်းနဲ့တည်လမ်းပွင့်ခြင်းရှိမယ်၊ကြီးမားကြအောင်မြင်မယ်။ငွေဖတ်မတည်ဘူး၊ရှင်ပြန်မှုအောင်မြင်မယ်၊ပညာသင်တန်းကောင်းမယ်။အလုံးကြီးမားချက်တိုးချဲ့၍ကောင်းသောကျိုးကျေးဇူးရရှိမယ်။ဝိကျေးပေးယူကိစ္စတွေမှာဖြစ်ပေါ်သောပြဿနာဟောင်းတွေကိုဖြေရှင်းနိုင်လိမ့်မယ်။ကာလရှည်ကြာဆိုင်းငံ့ထားတဲ့လူတွေကိုလောက်ကဲ့ပြီးမှအလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းနဲ့ ကံမြမချင်းတွေကိုတစင်ပြီးတစင်ရရှိနိုင်ပါတယ်။20ရည်နေ့မှာအပြန်ဆန်းအလုံးကိုကြော်ပြီးဘဝတို့တဲ့မယ်။23ရည်နေ့မှာရံပတိဘက်ကနေထိတ်တိုက်တွေ့မယ်။24ရည်နေ့စူပေါင်းလုပ်ငန်းကြိုးပေးမယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။25ရည်နေ့မှာရံတိုက်ခံများတတ်တဲ့အရှိရဥတီသွားစရာနေရှိတတ်တဲ့မနေ့ခုနိုင်ခွဲနဲ့ကိုနိုင်တွင်သွားလာကြည့်ဆက်ရမယ်။လူမျိုးခွဲအကျိုးပေးတယ်။26ရည်နေ့ကတော့ရာရာစင်ပြေခြင်းကံကောင်းခြင်း လိုရာပြည့်စုံခြင်းရှိမည်သို့သောညနေ3နိုင်နဲ့4နိုင်ခွဲတွင်အရှိတောင်ရကုတီသွားစဉ်ကယူဆဲမည်29ရက်နေ့ရံများမည်တိုက်ခတ်များမည်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မည်အိန္ဒိယခေါင်းစည်းခေါင်းဆိုရက်ကောင်းဖြစ်တဲ့28ရက်နေ့မှာဆုံးဖြတ်ချက်မှန်မည်အရာရာဆင်ပြေမည်29ရက်နေ့မှာပြဿနာ2မျိုးဖြစ်ရှင်းနိုင်လိမ့်မယ်30ရက်နေ့လက်ပွင့်ခြင်းကံပွင့်ခြင်းခေါင်းစည်းခေါင်းဆိုရက်ကောင်းနဲ့ဂျုံခြင်း စုပေါင်းတုံကကြိုးပြခြင်းနဲ့ဘဝတိုးတက်ခြင်းတို့ကိုကြုံတွေ့ရမှာဖြစ်ပါလေဒီကံလအတော်တွင်မှာတင်းလန်နေသောကြာနေငါနေမွေးသူတွေကိုတွေ့ကောင်းကြိုးပေးတယ်တင်းကနေဗုဒ္ဓမွေးသူတွေကိုဒုက္ခပေးတတ်တယ်နှစ်လေးကိုကနန်းနေကြိုးပေးတယ်အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုသုံးပြီးအလုံးရှိရကိစ္စများဆောင်ရွက်ပါ ကောင်းသောပြန်ချမများရစေရန်အတွက်တစိကောင်းအဟောင်းတစ်ခုကိုရှာဖွေပြီးတော့ပိုက်ဆံရေးထဲထဲဆောင်လိုက်ပါထူးခြားစွာကောင်းလာပါမယ်ယေရှုတည်မှာ